မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံအလဲပိုင်းမှာငလင်သုံးကျင်းထထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းဒေသတွေဖြစ်တဲ့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်၊ပဲခူးတိုင်းရှိတာရှိနေ၊နေပြည်တော်လေဝင်းမြို့နယ်တွေကိုပဟုပြူပြီး AP လာ18ရဲ့ဒီကနေ့မှာငလင်သုံးကျင်းထပ်မံလုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလပေတိုင်းညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ AP လာ18ရဲ့နေ့မနက်၄နာရီ6မိနစ်လောက်ကရှိတာရှိမြို့အနာဘန်ရှစ်မိုင်ကန်ကွာမှာ3.3 Rich Dasky မနက်9နာရီ32မိနစ်လောက်ကလေဝင်းမြို့အနာမြောက်ဘက်ရှစ်မိုင်ကန်ကွာမှာအင်အား3.3 မနှင့်ရစ်စတာစကင်နေ့လယ်တနားရီ9မိနစ်လောက်ကပသိမ်ကြီးမြို့အနောက်တောင်ဘက်နမိုင်ကန်အကွာမှာအင်အား၄.၆ရစ်စတာစကင်အတိအကျရှိတဲ့ငလင်လေးလောက်ခတ်ခဲ့တာပါဒီကနေ့နေ့လယ်ပိုင်းမှာလောက်ခတ်ခဲ့တဲ့ငလင်ကိုတော့မန္တလေးမြို့ဘက်ကနေတိတိတသားခန်းစားခဲ့ရပြီးဒေသတွေကယာယီတဲတွေမှာနေထိုင်နေကြရဆဲဖြစ်လို့အထူးခိုက်မရှိခဲ့ဘူးလို့မြို့ကန်ချုပ်ကပြောပါတယ်မြန်မာနိုင်ငံမှာမန္လာ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ပါဝင်အပီလာ18ရက်နေ့နေ့လယ်ပိုင်းဒီနောက်ဆက်တွဲငလင်လောက်ခတ်တဲ့ငလင်ပေါင်း140ခန်းရှိလာတယ်လို့လည်းမိုးလေဝသနဲ့ ဇလားပြည်တာညွန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီထဲမှာ Restar Skin ဒီနေ့ထက်လောက်ခတ်ခဲ့တဲ့ငလင်ပေါင်း32ကြိမ်ရှိရလို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်လူသားစာနာမှုအကူအညီဆိုတာကန့်သက်ထိန်းချုပ်ရမယ့်အခွင့်အထူးကမဟုတ်ဘဲ ဒုက္ခရောက်လူလူရကိုရရမယ်အခြေခံအခွင့်အရေးဖြစ်တယ်လို့အတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာကပြည်ရတဲ့လူသားဆန္ဒအကူအညီတွေကိုအချမ်းဖက်စင်အုပ်စုကလက်နက်တပွဲအသုံးချနေပြီးလူသားဆန္ဒမှုအကူအညီဆိုတာကန့်သက်ထိန်ချုပ်ရမယ်။အခွင့်အူခံစား권မဟုတ်ပင်ဒုက္ခရောက်လူလူရကိုရရမယ်အခြေခံအခွင့်အရေးဖြစ်တယ်လို့သမရာကြီးဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။လူသားဆန္ဒမှုအကူအညီတွေကိုစင်အုပ်စုကလက်နက်တပွဲကင်ဆွဲအသုံးချနေပါတယ်။နိုင်ငံတကာကပြည်ရတဲ့လူသားဆန္ဒမှုအကူအညီတွေဟာလူအပ်တဲ့လူလူလက်ထက် ိုင်းရန်ရောက်ရမှာ ဖြစ်ပါတယ်။လူတို့ကိုဘေးဒုက္ခအန္တရာယ်မျိုးစုံကြရအောင် လုပ်နေတဲ့အကြမ်းဖက်စစ်တပ်လက်ထက်လူသားစာနာမှုအကူအညီစေအုပ်စုကိုကြိုးအတွက်အသုံးချဖို့ဘလို့နည်းနဲ့မှရောက်မသွားရဘူးဆိုတာကျွန်တော်ရှင်းရှင်းပဲပြောကြားချင်ပါတယ်။လူသားစာနာမှုအကူအညီဆိုတာကန့်သက်ထိန်ချုပ်ရမယ်။အခွင့်ဒုက္ခခွင့်နေမဟုတ်ပါဘူး။ လူသားစာနာမှုအကူအညီဆိုတာဒုက္ခရောက်လူတို့ရကိုရမယ်အခြေခံခွင့်ရဖြစ်ပါတယ်လို့အမျိုးသားညညရေးဆိုရနိုင်ငံတော်တမရဒူဝါလက်ရှိလာက AB 18ရက်မြန်မာယူရနှစ်သက်ကိုနောက်ခွန်ဆက်မင်ကမှထည့်သွင်းပြောကြားလိုက်တာပါလူသားချင်းစာနာမှုအကူအညီတွေကိုကိုကြိုးအတွက်အသုံးချတာမျိုးမဖြစ်စေဘဲဘေးဒဏ်သင့်လူတို့တရလုံးစီများများတတနဲ့အလျင်အမြန်ရောက်သွားစေဖို့ပြည်တွင်းလူမှုအတိုင်းဝိုင်းနိုင်ငံတကာမှမိတ်ဆွေတွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အပြင်အကြံဖတ်စေအောင်ဆိုကနိုင်ငံရေးလက်နက်သဖွဲ့ချုပ်ကိုင်အသုံးချနေရကိုကြော်လွှားဖို့လူလူကိုထပ် ပြီးအသုံးချလာမှမဖြစ်စေဖို့အာဆီယံနဲ့နိုင်ငံတကာကိုသတိပေးတောင်းဆိုနေတယ်လို့ဆက်လက်ပြောကြားပါရတယ်။တိုင်းပြည်ကငလင်ပီးတဲ့ကြီးကိုကြုံတွေ့ခန်းစားနေရချိန်မှာဖြစ်သူအချင်းချင်းကူညီဖိမနေချိန်မှာနိုင်ငံတကာမိတ်ဆွေတွေကလူဦးပညာနဲ့စာနာမှုအကူအညီအထောက်ပံ့တွေနဲ့စိတ်ရင်းနဲ့ကူညီနေချိန်မှာအစံပတ်စကောင်စီကအာနာဒီမြည်ကြီးနဲ့ကိုကျိုးစီပွားအတွက်သာကြည့်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်တွေ့နေရတယ်လို့ဆိုပါရတယ်။တိုင်းပြည်ကငလင်ပီးတဲ့ကြီးကြုံတွေ့ခန်းစားနေရချိန်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ခြင်းမရှိကြတာကဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဒုက္ ္ခပေါ်ဒုက္ခတတ်တတ်ပြီးတဲ့လုံရဖြစ်ကြောင်းဖြီးသူဗန္နာနဲ့ဝယ်ယူဖြည့်တင်းထားတဲ့အရှင်မြတ်တွေကိုဖြီးသူလူတို့ပြီးဒုက္ခကဲ့တင်းရေးမှာအသုံးပြုမယ်အစားစေကောင်းစီကဖြီးသူလူတို့ကိုတပ်ဖြတ်ဖို့အတွက်အသုံးပြုနေတာကိုရှင်းရှင်းလင်းလင်းကြည့်မြင်နိုင်ဖို့လိုအပ်ကြောင်းသတိပေးပြောကြားထားပါတယ်ဒီလိုအချိန်ကမျိုးမှာတော်မီလောင်တောကြောင်လက်ခမောင်းခတ်ဆိုတလို့စေအုပ်စုအကျိုးစီးပွားနဲ့အာနာတီမြင့်ကြီးတရားဝင်မှုရရှိဖို့အတွက်အခွင့်အခါကောင်းရှားပြီးဟိတ်ဆိုပြီးတန်းပြီးဘေးဒုက္ခကိုကိုကျိုးစီးပွားအတွက်အသုံးချဖို့ကြိုးစားလာတာကိုလည်းတတိရှိရှိကြည့်မြင်နိုင်ကြဖို့လိုအပ်ကြောင်းနိုင်ငံ တော်တမရဒူဝါလက်ရှိလာကထောက်ပြပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီရဲ့နှစ်တစ်ကိုလူငိမ့်သက်တာကွယ်မှာနိုင်ငံရေးအကြံသား9ရှာကိုင်းတော်အောက်သားလွမြောက်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘက်စစ်ကောင်စီရဲ့ဒီကနေ့နှစ်တစ်ကိုလူငိမ့်သက်တာကွယ်မှာနိုင်ငံရေးအကြံသား9ရှာကိုင်းတော်အောက်သားလွမြောက်နိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအကြံသားများကွန်ရက် PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။စစ်ကောင်စီက23ရက်နေ့မှာပုံမှန်လှုပ်ဆောင်နေရှိတဲ့အကြံသားများလူငိမ့်ချမ်းသာကွန်မှာနိုင်ငံ ငံရေးအကျဉ်းသား900ခိုင်နှုန်းအောက်သားပါဝင်ကြောင်းအကြံဖတ်စစ်တပ်ကဧပြီလ18ရက်နေ့မြန်မာ21ရက်နေ့မှာနိုင်ငံတော်ရှိအကျဉ်းတောင်တီတီမှအကျဉ်းသား4863ကိုလူငင်းခွင့်ပြီးကြောင်းထုတ်ပြန်ထားတော့လေလူငင်းခွင့်ပြုတဲ့အကျဉ်းသားတွေမှာနိုင်ငံရေးအကျဉ်းသားများအနေနဲ့အကျဉ်းများသာပါဝင်နေကြောင်းသိရပါတယ်။နိုင်ငံရေးအကျဉ်းသားအကျဉ်းသူပါဝင်မှုတော်တော်လေးကိုနည်းတယ်900ခိုင်နှုန်းအောက်လောက်ပဲပါနိုင်တယ်900ခိုင်နှုန်းအောက်တောင်မှအခုအတော်လေးကြိုးစားပြီးတော့နိုင်ငံရေးစီရင်ကိုစောင့်ကြည့်နေတဲ့အခါမှာ ်900ရာခိုင်နှုန်းအောက်လောက်ပဲပါလာနိုင်ခြင်းရှိတယ်လို့ကိုတိုင်ထုံးကပြောပါရယ်လက်ရှိအချိန်ဒီကဏ္ဍဦးရရှိထားတဲ့စည်ရင်းကြောင့်နိုင်ငံအကျဉ်းသားလူငင်းစည်ရင်းဟာပေါင်းတီအကျဉ်းထောင်မှနိုင်ငံအကျဉ်းသားကြားနှုတ်ဦးတဝယ်အကျဉ်းထောင်မှနိုင်ငံအကျဉ်းသားကြားတုံးနဲ့မတတ်ဦးပြည်အကျဉ်းထောင်မှကြား9ဦးနဲ့မ၄ဦးပခုတ်ကူအကျဉ်းထောင်မှကြား၄ဦးနဲ့မတတ်ဦးညာဦးအကျဉ်းထောင်မှကြားနှုတ်ဦးနဲ့မနှုတ်ဦးလိုမြောက်လာကြားမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကပြောဆိုပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့မန္တလေးမြို့ကိုပဟုပြူပြင်းအား၄.၆အဆင့်ရှိ ငလင်းလောက်ခတ်ခဲ့မှုမန္တလေးအမရပူရာစကိုင်းမြို့နယ်ပြည်ဦးရီမြို့တွေမှာတိသားစွာခန်းစားပြီးပြည်သူများထိတ်လန့်တုန်လှုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာနစ်စန်တရန်နီမန္တလေးတိုင်းမန္တလေးမြို့ဤကိုပဟိုပြုပြီးပြင်အားလေးတသမာ6အစင်ရှိငလင်းလောက်ခတ်သွားခင်ရာမန္တလေးအမရပူရာစကိုင်းမြို့နယ်ပြည်ဦးရီမြို့တွေမှာတိသားစွာခန်းစားအကြောင်းဒီသားကပြည်သူတွေရဲ့ပြောဆိုချက်နဲ့မိုးလေဝသနဲ့ဆလပိရာညွန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ကြေညာတင်ရပါရယ်။ AB 19ရက်နေ့လေတနအိနမနေချိန်မန္တလေးမြို့ပသိမ်ကြီးမြို့တောင်နောက်တောင် ပန်နမိုင်ကန်ကွာအနက်၁၁ကီလိုမီတာကိုပဟုပြူပြီးလေးတသမချောင်းအစဉ်ရှိငလင်းလုခတ်သွားကြောင်းအဆိုပါငလင်းကြောင့်မန္တလေးမြို့မှာအလွန်တိတာစွာခံစားပြီးပြည်သူများအထိတ်တလန့်ဖြစ်ရကြောင်းသိရပါတယ်။ငလင်းကအတော်ကိုတိတာတာဝုန်းကနေကိုလှုပ်တာအချိန်တော့အရမ်းမကြလို့အချိန်ကြာရင်ပြိုစဲတိုက်တွေတောင်ပြိုနိုင်တယ်လို့ပြောပါတယ်။ အလားတူအမရပူရာမျိုးနဲ့သခိုင်းမျိုးနဲ့ပြည်ဦးလူမျိုးတို့မှလည်းဒီကနေ့နေ့လယ်ပိုင်းလှုပ်ခတ်သွားတဲ့ငလင်ကိုသိတာစွာခန်းစားသိရှိရကြောင်းဒီသားခံပြည်သူတွေကပြောပါတယ်သခိုင်းမှာလည်းအတော်ကြီးကိုခန်းစားရတဲ့အိမ်တွေတစ်ချက်တော့ရိမ့်ထိုးသွားတယ်လို့သခိုင်းမျိုးစင်ရကွက်တဲ့ရက်ကွက်မှာပြည်သူတောင်းကပြောဆိုပါတယ်မလ28ရက်နေ့ပြင်အား9.9အဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးရနောက်နောက်ဆက်တွဲငလင်များစက်တိုင်းလှုပ်ခတ်နေရဒီကနေ့ April 18ရက်နေ့ထိငလင်လှုပ်ခတ်မှုပေါင်းအကျဉ်းကြီး140ရှိလာပြီဖြစ်ကြောင်းမိုးလီဝတ္တနဲ့ဆလာပေတာညွှန်ကြားမှုဦးစီးဌာနက ကထုတ်ပြန်ပါတယ်။ဆလပ်ပြီးသခိုင်းကလင်ကြီးကြောင့်မန္တလေးမြို့အဆောင်ပြိုကျမှုများတွင်တည်ဆုံသူအချို့ထပ်တွေ့ရကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးကြောင့်မတ်တလေးမြို့မှာအဆောင်ပြိုကျမှုများအတွင်တည်ဆုံးသူတချို့ထပ်မံတွေ့ရှိရကြောင်းမြန်မာနိုင်ငံမိသက်တပွဲကထုတ်ပြန်ပါတယ်။ EBL 16ရက်ကမတ်တလေးမြို့ရှိ Sky Villa ကွန်တိုအဆောင်ပြိုကျမှုအတွင်ပြည်မိနေသူတွေကိုထုတ်ယူနိုင်ဖို့ရှင်းလင်းရာနေ့လယ်နေ့ပိုင်းကမှအမျိုးသမီးရုပ်အလောင်းနှလောင်းထပ်မံတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ဒါပြင်မတ်တလေးမြို့84လမ်း29 28လမ်းကြားရှိတမဝရမဦးစီးဌာနအဆောင်ပြိုကျမှုအတွင်ပြည်မိကျန်နေသူများအနက်မျိုးသမီးနှစ်ဦးရဲ့ရုပ်အလောင်းကိုလည်းမနက်10:00နာရီစဉ်မိနစ်နဲ့မိနစ်40ခန့်မှတွေ့ရှိရပါတယ်။ também. Okay. အစာပိုင်းတုန်းကကျွန်တော်တို့ဘာမှမတားဘူးအခုကပြန်လဲထူထောင်ရေးအပိုင်းသွားကြပါလို့မလုပ်ရတော့တာနောက်မှတည်ရတော့တံပိုးကြီးပစ္စည်းတွေရှိလို့ပြဿနာဖြစ်မှာဆိုလို့ပြင်ပပရာဟိတာတွေမထားတော့တာတဲ့ဒါကတော့လက်ခံစရာမရှိဘူးလို့မန္တလေးမြို့မှာငလင်းပင်ကေဆယ်ကူညီခဲ့သူတောင်းကလက်ရှိစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအခြေအနေပေါ်ပြောပါရယ်စကိုင်းငလင်းကြီးကြောင့်ပြိုကျပျက်စီးခဲ့တဲ့ဒေသများအနေနဲ့နေပြည်တော်စကိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းအင်းလီတို့မှာလည်းရှင်းလင်းခဲ့မှုရှိကြောင်းမိသက်ဦးစီးဌာနရဲ့ဖော်ပြကြံရတင်ရပါရယ်အဆိုပါဖြစ်စဉ်များမှာတည်ဆုံသူရှိမရှိကိုတော့မဖော် ပြထားပါဘူး။စကိုင်းကလင်ကြီးနဲ့ဆက်ဆက်ပြီးစစ်ကောင်စီရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာအပိလာ၁၄ရက်နေ့စီရင်ခန်းစာအရတည်ဆောက်သူ3655ပျောက်ဆုံးသူ129ဦးနဲ့ထဏ်ရာရသူ4824ဦးရှိကြောင်းဖော်ပြထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။